ရားပြနိုင်တဲ့မဂ္ဂင်၈ပါးဘုဇင်၇ပါးမှာပါတဲ့စေတသိက်တရားတွေကိုလည်းကံလို့ပဲဟောတယ်လို့ဟောကံနဲ့ပတ်သက်ပြီးတော့ခြေခြေပြန့်ပြန့်နားလည်ထားဖို့လိုအပ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေကအခြားဘာသာဝင်တွေကပြောပြီးဆိုလို့ရှိရင်ဘုရားသခင်ရဲ့အလိုတော်လို့ပြောကြတယ် ဒါကဘုရားဘာသာတုံးတဲ့စကားလုံးမဟုတ်ဘူးဘုရားသခင်ရဲ့အလိုတော်ဆိုတာဘုရားဘာသာမှာဘုရားသခင်ရဲ့အလိုတော်လို့ပြောစရာအကြောင်းမရှိဘုရားဘာသာမှာပြောရင်လူတွေကပြောတော့ဆိုကံတရားအတိုင်းပဲဘုရားသခင်ဆိုတာကိုယ့်ရဲ့အတွင်းမှာလားအပြင်မှာလားလို့ဆိုရင်အပြင်မှာပဲကံတရားဆိုတာအတွင်းလားအပြင်လားလို့မေးလို့ရှိရင်အတွင်းမှာရှိတယ် ဘဲမှာရှိဘာဖြစ်လို့လို့ဆိုရင်ကိုယ်တဏ္ဏမှာကိုယ်စိတ်ထဲမှာဖြစ်တဲ့စေရနာစွမ်းအားတွေကိုယ်တဏ္ဏမှာဖြစ်တဲ့စေရသိက်တရားတွေကိုကံလို့ခေါ်တာဟုတ်အဲ့တော့အပြင်ကဟာကိုပြင်တာနဲ့အတွင်းကဟာပြင်တာဟာဘယ်ဟာပို့ပြီးတော့အရင်ကြမယ်ထင်တယ်လဲအတွင်းဟာပြင်တာပို့အရင်ကြဟုတ်ကဲ့ အဲ့တော့လူတွေမှာကံတရားကံတရားဆိုပြီးတော့လူတွေမှာကံတရားကိုကြောက်ကြတယ်ကံတရားကိုအရှုံးပေးကြတယ်အရာရာဟာမှာလူတွေမှာအရာထဲမှာပြောတယ်ဤကံတရားတိုင်းပဲကံစီမံတဲ့အတိုင်းခံရတော့မှာပဲလို့ဆိုတော့ဒါကလေစင်းပြီးတော့လက်မြောက်အရှုံးပေးတဲ့ပုံစံမျိုးဖြစ်တယ်ကံတရားကဘယ်သူလှုပ်တာတော့ကိုယ်လှုပ်တာပဲကိုယ်လှုပ်တာကိုကိုယ့်ဘာကို လက်မြောက်ပြီးတော့အရှုံးပေးတဲ့နလားမပေးတဲ့ဘူးလားမပေးတဲ့ဘူးကိုလှုပ်တာပဲကိုလှုပ်တာကကိုဟာပဲပေါ့သဗ္ဗိတ္တကမ္မတကတ္တဝအလုံးဟာကံတလင်ကိုပိုင်ဥစ္စာရှိတယ်လို့မြတ်စွာဘုရားဟောထားဒါကိုလှုပ်တာကိုပိုင်တယ်လို့ဆိုတာဘာလို့လို့ကိုနဲ့ပဲသက်ဆိုင်တယ်ဘာဖြစ်လို့ကိုထဲမှာဖြစ်တာကိုယ်တဏ္ဍာမှာဖြစ်တယ် ဥပမာမဲ့လူတယောက်ကိုဆဲရလောက်အောင်ဒေါသဖြစ်ရင်အဲ့ဒီဒေါသကဘယ်မှာဖြစ်တာနော်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာဖြစ်တာဟုတ်ကဲ့အဲ့ဒီကိုယ့်ရဲ့စိတ်နှလုံးထဲမှာဖြစ်တဲ့ဒေါသတရားဟာဘသူ့ကိုအရင်ဒုက္ခပေးတာလို့ဆိုကိုယ့်ပဲအရင်ဒုက္ခပေးတာပဲကိုယ့်ရဲ့နှလုံးသားကိုပူလောင်စေတယ်ကိုယ့်ကိုယ်ကိုပူလောင်ပြီးတော့မှသူများကိုသွားဒုက္ခပေးတာဒါရင်မို့အတွင်းလည်းဒုက္ခပေးတယ်အပြင်လည်းဒုက္ခပေးတယ်ဒေါသဆိုတဲ့သဘောတရား ဘယ်ရာမမကောင်းဘူးအေးအဲ့ဒီတော့ကုသဏမှာဖြစ်တဲ့ကံတရားတွေနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းလေးနားလည်ထားဖို့မေတ္တာမအရေးကြီးပါတယ်ကံတရားကလက်မြောက်ပြီးတော့အရှုံးပေးဖို့လည်းမဟုတ်ဘူးကံတရားကိုအားကိုးယုံကြည်ဖို့လည်းမဟုတ်ဘူးအာကိုရမဲ့ကံရှိတယ်လို့အာမကိုရမဲ့ကံတွေလည်းရှိတယ် ဘုန်းကြီးတို့တွေဟာကောင်းတဲ့ကံတွေကိုလည်းလုံးမိကြတယ်မကောင်းတဲ့ကံတွေကိုလည်းလုံးမိကြတယ်ဘာကြောင့်လုံးမိတုံးဆိုရင်အဝိဇ္ဇာပစ္စယသင်္ခါရလို့ဆိုတဲ့အတိုင်းအမှန်မသိဘူးတဲ့အမှန်မသိဘူးဆိုတာလုံးလုံးမသိတာကိုပြောတာမဟုတ်ဘူးနော်တလွဲသိနေတာလွဲချော်နေတာလွဲချော်ပြီးတော့သိနေပြီးတော့လောက်တာလေ ကြည့်လေတချို့ကပြောတယ်မဟုတ်လားပါဏာတိပါဒကံကျူးလွန်တဲ့နေရာမှာဒေါသဖြစ်လို့ပါဏာတိပါဒကံကျူးလွန်တာရှိတယ်ဒေါသနဲ့ကျူးလွန်တယ်ဥပမာမယ်စိတ်လိုက်မှန်ပါတတ်လိုက်မိတယ်ပေါ့ဒါကဒေါသကြောင့်ဖြစ်တဲ့ပါဏာတိပါဒကံအေးတချို့ကျတော့အဲ့လိုမဟုတ်ဘူးတရိစ္ဆာန်ဆိုတာလူချုံမှကျွတ်တယ်ဆိုပြီးတော့အဲ့ဒီအတွင်းနဲ့ ချွတ်ချင်တဲ့စိတ်နဲ့တရိစ္ဆာန်ကိုတတ်တဲ့လူပါရှိသေးတယ်။အဲ့ဒါကြတော့ဒေါသအလျောင်လောက်တာမဟုတ်ဘူး။မှားရွေးတဲ့အမြင်တစ်ခုကိုအခြေခံပြီးတော့လုပ်တယ်လို့ပြော။တချို့ကြတော့လေတရိစ္ဆာန်တတ်ပြီးတော့သူတို့ဖျားပူဇော်လို့ရှိရင်အကျိုးရှိတယ်လို့ယူဆ။ကြည့်လေ။လုံလိုက်တဲ့အလုပ်ကတော့သူများအသက်တတ်တဲ့အလုပ်ပဲ။ကောင်းတဲ့အလုပ်ဖြစ်မဖြစ်ကိုယ့်ဘဝကိုစဉ်းစားကြည့်ရမယ်ဒါ။ ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာဘာနဲ့သတ်မှတ်မလဲစံရှိသလားအရာရာမှာစံကလေးတွေရှိအတိုင်းတာတစ်ခုရှိတယ်အတိုင်းတာတစ်ခုကိုမသိဘူးဆိုလို့ရှိရင်ကောင်းတဲ့အလုပ်ဆိုးတဲ့အလုပ်ဆိုဘာနဲ့တိုင်းတာဘာနဲ့တိုင်းတာမှာတော့ဆိုတိုင်းတာမရှိဘူးဆိုရင်ကိုကြိုက်ရင်ကောင်းတယ်ကိုမကြိုက်ရင်မကောင်းဘူးဆိုတော့ကောင်းမကောင်းဟာပုံစံချလို့ရပါမလားဘာလို့ဆိုတယောက်ကကြိုက်ရင်နောက်တစ်ယောက်ကကြိုက်ချင်မှကြိုက်မှာ အဲ့တော့ကြိုက်ကြိုက်ဆိုတာမတူနိုင်ဘူးတွင်းသီးတောင်ကြိုက်တယ်လူရှိတယ်မကြိုက်တဲ့လူရှိတာမကြိုက်တဲ့လူကြတော့နန်းတယ်ကြိုက်တဲ့လူကြတော့မှုေးတယ်ငပိလည်းကြိုက်တဲ့လူကမှုေးတယ်မကြိုက်တဲ့လူကြနန်းတယ်ဟောကြိုက်မကြိုက်နဲ့ဆုံးဖြတ်လို့မရဘူးတယောက်ကြိုက်ကြံတဲ့လူကကြိုက်ချင်မှကြိုက်တယ်ပေါ့အဲ့တော့အမှန်တရားဆိုတာကြိုက်ကြိုက်နဲ့ဆုံးဖြတ်လို့မရဘူးဘာနဲ့ဆုံးဖြတ်ရမလဲဆိုတော့စာရင်းလေးရှိတယ် ကိုလှုပ်တဲ့အလုပ်တစ်ခုသည်ကိုကိုထိခိုက်ပျက်စီးစေသလားသူတစ်ပါးကိုထိခိုက်ပျက်စီးစေသလားနှစ်ဦးလုံးကိုထိခိုက်ပျက်စီးစေသလားဆိုးရုပ်ကျက်အကျိုးတရားတွေကိုဖြစ်ပေါ်စေသလားဆိုတဲ့အပေါ်မှာမူတည်တယ်ကိုကိုထိခိုက်တယ်ကိုဒုက္ခရောက်ဖို့ဖြစ်တယ်သူများကိုထိခိုက်တယ်သူများဒုက္ခရောက်ဖို့ဖြစ်တယ် နှစ်ဦးလုံးထိခိုက်တယ်နှစ်ဦးလုံးအကျိုးရုပ်ဖို့ဖြစ်တယ်မကောင်းတဲ့အကျိုးတွေကိုထွက်လို့အဲ့ဒါဟာမကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်ကို့အတွက်အကျိုးဖြစ်ထွန်းတယ်သူများအတွက်လည်းအကျိုးဖြစ်ထွန်းတယ်နှစ်ဦးလုံးအတွက်လည်းအကျိုးဖြစ်ထွန်းတယ်ကောင်းတဲ့အကျိုးတရားတွေကိုထွက်လို့ပေးနိုင်တယ်ဒါကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်ဒါဆန်ပဲအဲ့ဒီဆန်နဲ့သတ်မှတ်ရအောင်အဲ့ဒီဆန်နဲ့မသတ်မှတ်တဲ့အတွက်ကြောင့် လူတွေကပြောကြတယ်လေအရက်ဆိုတာကြိုက်လို့တောက်ဘယ်သူမှလည်းမဆဲနဲ့အရက်ထဲမှလည်းမယမ်းနဲ့ကိုယ့်ဘကိုကြိုက်လို့တောက်ကိုယ့်ဘကိုဘိုက်မောက်အိတ်နေပါမဖြစ်ဘူးလို့ယူဆကြတယ်လူတွေဘာမှမဖြစ်ဘူးလို့ထင်ကြခုနကစံနဲ့တွဲကြည့်လိုက်အရက်တောက်ပြီးတော့အိတ်နေတဲ့လူတယောက်ကဘယ်သူထိခိုက်တယ်လဲဆိုရင်နံပါတ်1သူထိခိုက်တယ် ဘလို့ထိခိုက်တာတုံးလို့မေးကြရရှင်သူကသူနေတာဘာထိခိုက်ရမှာတုံးလို့ဆိုရင်ကြည်လေအရက်တော့သည့်အတွက်ကြောင့်အရက်တော့ပြီးတော့အချိန်ဖြုံးနေသည့်အတွက်ကြောင့်လူဘွားရလာတဲ့အချိန်လေးမှာကုသိုလ်ရဖို့လည်းသူမှမရှိဘူးပညာရဖို့လည်းမရှိဘူးစီးပွားဥစ္စာရဖို့လည်းမရှိဘူးမဖြစ်ဘူးလားအဲ့တော့သူ့အတွက်မနစ်နာဘူးလားအေးကုသိုလ်တို့ပညာတို့ဥစ္စာတို့ရရမှာမရဘူးဆိုရင်ဒါသူထိခိုက်ပြီဒါသူထိခိုက်တာ သူများမထိခိုက်တိုင်းအကောင်းလို့ပြောလို့မရဘူးသူ့ကိုထိခိုက်တယ်သူထိခိုက်ပြီဆိုရင်သူ့ကိုမိကိုးနေရတဲ့မိသားစုရောမထိခိုက်ဘူးလားထိခိုက်တယ်တဲ့ဟောထိခိုက်တာတော့ကိုယ်ထိခိုက်ရင်သူများလည်းထိခိုက်ပြန်တယ်အဲ့တော့အကောင်းလို့သတ်မှတ်လို့မရဘူးဒီဆန်းနဲ့ကြတော့ဒီလိုဆွလို့တယ်နော်ဒီလိုဆွလို့တယ် အဲ့တော့ကုသိုလ်အကုသိုလ်ကောင်းတာမကောင်းဘူးဆိုတာအဲ့ဒါနဲ့သတ်မှတ်ရမယ်ကိုကြိုက်တာမကြိုက်တာနဲ့သတ်မှတ်လို့မရဘူးတဲ့ကောင်းပြီကံတရားဆိုတာကုသိုလ်ကံအကုသိုလ်ကံအကောင်းတဲ့အစုံနှမျိုးခုနလှုပ်တယ်သူ့အသက်ကိုတတ်တယ်ဆိုတဲ့ကံတစ်ခုကိုကျူးလွန်တယ်ရည်ရွယ်ချက်ချင်းမတူသူ့အသက်ကိုတတ်တယ် တချို့ကစိတ်လိုက်မှန်ပါတက်လိုက်တယ်တက်ဖို့မရည်ရွယ်ဘူးဒေါသမထိန်နိုင်လို့တက်လိုက်တယ်ဒါတခုတချို့ကတော့အော်သူဒီဘဝကနေလူကမှမချွင်မကြွဘူးကြွပါစေဆိုပြီးတော့မေတ္တာထားတဲ့အောင်ရောင်နဲ့တတ်တာတခုဟုတ်ကဲ့လားမေတ္တာထားတယ်တချို့ကလည်းပဲကိုချိုးကိုစည်းကွားအတွက်ကိုကိုးကွယ်တဲ့ဖရာကိုပူဇော်တဲ့အနေနဲ့တတ်တာဟောအဲ့တော့ အဲ့လိုတတ်မှုကျွလွန်လိုက်တာနဲ့တကြိုင်နဲ့ဘယ်လိုပဲတတ်တတ်တစ်ဖက်သားမှာမထိခိုက်ဘူးလားထိခိုက်သလားစဉ်းစားကြည့်ပေါ့တစ်ဖက်သားကိုထိခိုက်သွားတာပဲဟုတ်ကဲ့ဘယ်လိုထိခိုက်တာတုံးဆိုဘဝဆိုတာလူပဲဖြစ်ဖြစ်တရိษံပဲဖြစ်ဖြစ်ကိုယ်ဘဝလေးကိုကျင့်တတ်နေကြတာကြီးပဲမကျင့်တတ်တဲ့လူမရှိကိုယ်ကျင့်တတ်နေတဲ့ဘဝလေးတစ်ခုကို အသက်ရှင်တန်ခွင့်မပေးဘူးဆိုလို့ရှိရင်ကိုကိုတိုင်ကအသက်ရှင်တန်ခြင်းနဲ့ကိုယ်ပဝန်းကျင်မှာရှိတဲ့တတ္တဝါလေးတွေကိုအသက်ရှင်တန်ခွင့်မပေးဘူးဆိုလို့ရှိရင်တရားသလားမတရားဘူးလားစဉ်းစားကြည့်ဟုတ်ကဲ့ကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကိုလုပ်တယ်ဆိုတာတရားသလားမတရားဘူးလားစပါစို့ကိုဘဝ